အင်ဒရာကျော်စင်းနဲ့ပြည်သူကတော့အကြီးကျယ်ကိုပြဿနာတက်နေပြီဖြစ်ကြောင်းလေးသိရပါရီပြည်သူကလေတော်တော်လေးကိုလုံနာပြဘလို့မှလူကြီးလူကောင်းစတိုင်နဲ့အခုလိုမျိုးလှုပ်လိမ့်မယ်လို့နော်ဖောက်ပြန်လိမ့်မယ်လို့တခါမှကျွန်တော်ပြည်သူတွေပြည်သက်တွေမတွေးခဲ့ဘူးဘူးအခုတော့ဒရိုက်တာပြင်းတရားကအစတုန်းကသူတို့မိသားစုလေးပြိုကွဲမှဆိုလို့မင်းမီကျော်အင်ဒရာကျော်စင်းပြည်သူချစ်တော်အင်ဒရာကျော်စင်းရဲ့မျက်နှာပြမရေးဒီတခါကျတော့သူတို့နှစ်ယောက်မှာသားနဲ့တမီးနော်ရှိတဲ့အတွက်အင်ထောင်ရေးကွဲပြားသွားမှာဆိုလို့ဘာမှမပြောပြီး နှုတ်ဆိတ်နေကြတာအခုတော့ပြည်သူကစစ်ကောင်စီနဲ့ပူးပေါင်းတာဖြစ်တဲ့အတွက်သူ့အနေနဲ့မပြောလို့မရတော့ဘူးဒါကြောင့်မလို့ပြည်သူဦးရဲ့ကျွန်တော်တို့ဖောက်ပြမှုတွေကို writer ပြင်းဒီဟာကချပြလိုက်တာပဲဖြစ်ပါတယ် writer ပြင်းဒီဟာကတော့လေအမေရိကန်ကိုရောက်ပြီးတာနဲ့မြင့်မြတ်တို့ဒိန်းတောင်တို့ဟာလာအစရှိသည့်မျိုးစုံသောလူတွေရဲ့အချောင်းတွေကိုအကုန်လုံးဖောက်ပြလိုက်တာပဲဖြစ်ပါတယ်အခုလေပြည်သူဦးလည်းရောက်ပြီး ဒီသူကတော့ဖောက်ပြန်မှုတွေကျူးလွန်ခဲ့ကြအောင်เนาะရှီတီမန်နေဂျာနဲ့ပေါင်းပြီးတော့မိမပေါင်းများစွာနဲ့ဖောက်ပြန်မှုအိမ်မှုတွေလုပ်ခဲ့ကြအောင်ဝက်ဒရိုက်တာဘီအင်ဒီယာကတဲ့ပြီးပြောရီသူ့နေတဲ့ဒီကိစ္စကမမှန်ဘူးလို့ကာယကန်ရှင်ကထင်ရင်သူ့ကိုတိုက်ရိုက်ပြီးတော့လာရောက်စကားပြောလို့ရကြအောင်ဂျိုရိုဒရိုက်တာဘီအင်ဒီယာကတဲ့ပဲစင်ပေါ်လိုက်တာပဲဖြစ်ပါတယ်အခုလိုမျိုးပြည်သူရဲ့ဖောက်ပြန်မှုတွေကိုဖော်ထုတ်ခံရပြီးတဲ့နောက်ပိုင်းမှာအင်ဒရာဂျော့ဆင်ရဲ့ပြည်သူကကြီးကြပ်ကိုပြဿနာတက်နေပြီးတော့အင်တာဗျူအာတွေကမီဒီယာတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အင်ဒရာဂျော့ဆင်ကိုတွားရောက်မေးမြန်းတဲ့အခါမှာ အင်ဒရာဂျော်ဆန်ကတခုမှဖြေကြားခြင်းမရှိဘဲနဲ့မီဒီယာတွေရဲ့မေးမြန်းမှုတွေကိုငြင်းဆိုလိုက်ကြောင်းလေးသိရပါဗျာ။